တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့အာနာဒိစစ်တကပြန်လည်အုပ်ချုပ်ခွင့်ရခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ရက်ွက်အလိုက်မဲစည်းနေလိုက်လံကြေညာထားပါတယ်။အဲ့လိုလှုပ်ဆောင်နေပြီမဲမဲစည်းမှာမိမိနာမည်ပါမပါတွားကြည့်ရတူမရှိလောက်ဖြစ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။ မဲချင်းပါလာဆိုတမကတော်လဲမကြည့်ဘူးတမလည်းအလုပ်တဖက်နဲ့ဆိုတော်လဲမကြည့်ဘူးနေမြင်မှုလဲလာမပြောဘူးဘူးမှလည်းလာမပြောစစ်ကော်မရှင်ပြန်လဲအုပ်ချုပ်ခွင့်ရခဲ့တဲ့လာရှုမျိုးပေါ်ရက်ွယ်72ခုမှသာရစ်ကော့ပွဲကျင်းပမှာပါဂျန်နဲ့ကြေးရအောင်အစု85ခုကတော့ MNDA ကိုကန့်တက်ကထိန်းချုပ်ထားပါတယ်မျိုးပေါ်ရက်ွက်တင်မာတာမဲချင်းနေကျညာနေတယ်ဆိုပေမဲ့စိတ်ဝင်စားသူမရှိတာကြောင့်အတန်ချက်ချက်နဲ့လိုက်လံစော်ဩနေရတယ်လို့ဆိုပါတယ် မေးတဲ့ဘုအခုတည်းကဘယ်သူမှစိတ်မဝင်စား။ဘာမှကြည့်လို့ဆိုရောမရွက်တဲ့မကြီးနဲ့လိုက်အောင်။ဦးစိတ်မဝင်စားမေးပြီးဘုအမဖြစ်နိုင်ဘူး။ MND ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေရဲ့လာရှုံမြို့တိုင်းတိုက်ပွဲတွင်နှစ်ဖက်ပစ်ခတ်မှုတွေကြောင့်အရက်သားတေဆုံးသူရာခဏန်းတိရှိခဲ့ပါတယ်။ဒါအပြင်လူနေအိမ်တွေနဲ့အဆောက်အဦတွေလည်းပျက်စီးခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတွေရလည်းလက်ရှိအချိန်ထိနယ်လမ်းမထူနိုင်သေးပါဘူးဒီလိုအချိန်ဒီမှာပြည်သူလူထုဟာနှင်းစင်ဘဝရပ်တည်နိုင်မှုအတွက်ရုန်းကန်ရှာဖွေနေရတာကြောင့်ရွေးကောက်ပွဲကိုပိုပြီးစိတ်ဝင်စားကြတာပါလုပ်ငန်းတွေကမရှိသေးဘူးလေတကယ်တည်းစာဝတ်နေလုံပန်းနေရတော့သူ့မဲစင်းနေတော့မှဘသူမှတော့စိတ်ဝင်စားမှုတော့မရှိပါဘူး လာရှုမြို့ကို MNDA ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းရင်အင်အားစုတွေက2024ဇူလိုင်မှာမြို့တိန်တိုက်ပွဲစတင်ပြီးဩဂုတ်လမှာသိမ်းယူနိုင်ခဲ့ပါတယ်2025 AB မှာတော့ MNDA ကုကတ်တပ်ဟာလာရှုမြို့ကိုတရုတ်နိုင်ငံဂျာဝင်မှုနဲ့စစ်ကော်မရှင်တပ်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်ကျွန်တော်ခွန်စောဦးပါ